င်္ဂလာညချမ်းပါရှင်2025ခုနှစ်မေလ2ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမှပါဒီမောင်ဆုံးတင်ပြမယ့်သတင်းကတော့တရုတ်ရဲ့မြမအရေးချောင်းဝင်ဖြန့်မြင့်မှုတွေဟာဆရာနာရှင်စနစ်သက်ဆိုးရှည်အောင်မဖြစ်စေသင့်ဘူးလို့ယာယီသမ္မတတူအားလည်းရှိလာပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံ၏အစိုးရရဲ့အစိုးရဖွဲ့အစည်းအဝေး73မြင်းဆောင်2025မှာယာယီသမ္မတဒူဝါလက်ရှိလာကအခုလိုပြောပါရယ တရုတ်ရဲ့မြမရေးချောင်းဝင်ဖြန့်မြင့်မှုတွေဟာဆီအနာရှင်စနစ်သက်ဆိုးရှိအောင်မဖြစ်စေသင့်ဘူးလို့ထင်ပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အပါအဝင်တိုင်းသာတော်လိုင်းအင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ချောင်းဝင်ဖြန့်မြင့်မှုတွေနဲ့ပတ်သက်ပြီးဖြစ်သင့်ဖြစ်တိုက်တဲ့မူတွေအပေါ်မှာခြေခံမှုကျွန်တော်တို့အားလုံးတိုက်တွန်းနှိုးဆော်သင့်တယ်လို့ယူဆပါတယ်လို့ယာယီသမရကပြောပါတယ်။ယာယီသမရကတရုတ်နိုင်ငံဘက်က NGO အစိုးရအဖွဲ့ပေါ်အမြင်တချို့ကိုပြန်လည်တက်မှတ်ပေးဖို့ကိစ္စဖြစ်ကြောင်း တရုတ်အနေနဲ့မြို့သားညီညွတ်ရေးအစိုးရအပေါ်မှာမြို့မြို့သောထင်ကျေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်ကြောင်းဆိုရပွဲအနေနဲ့ဒီအချက်ကိုလည်းလေးနက်စွာကင်တွယ်ဖြည့်ရှင်းဖို့လိုကြောင်း NUG အစိုးရဘွဲဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ကြောင်းဆိုတာတိတိကျကျထုတ်ဖော်ပြောဆိုနိုင်မှုလိုအပ်ကြောင်းယာယီသမရကထပ်လောင်းပြောပါရတယ်။ ဆိုရောင်းဖွဲ့အစည်းအဝေးကိုယာယီသမရထူဝါလက်ရှိလာပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်အပါဝင်ပြည်တော်စုဝန်ကြီးများဒူဝန်ကြီးများတက်ရောက်ခဲ့ကြပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့မြို့နယ်အဆင့်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တွေနဲ့တာဝန်ခံများအနေနဲ့စီမံခန့်ခွဲမှုတွေကိုစနစ်တကျဆောင်ရွက်ဖို့ NGO ပြည်တော်စုဝန်ကြီးချုပ်ညွှန်ကြားတဲ့သတင်းဖြစ်ပါတယ်။ မေလတရနေ့ကလုပ်တဲ့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ခုလိုလေးစားလိုက်တာဆောင်ရွက်ခြင်းဟာဆိုရရဲ့အုပ်ချုပ်ရေးနေရာပေါ်ပြည်သူလူထုရဲ့ယုံကြည်မှုကိုထိန်းသိမ်းမြင့်တင်ရရပြီးပြည်သူလူထုရဲ့ယုံကြည်မှုကိုပုံမခိုင်မာစေမှာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိကြုံတွေ့နေရတဲ့လူဆွမ်းအားအရင်မြင့်ဆိုင်ရာစိန်ခေါ်မှုတွေကြားက တိုင်ကြားလာတဲ့ကိစ္စရပ်တွေနဲ့မှုခင်းတွေကိုစုံစမ်းဖော်ထုတ်ရမှာလဲလိုအပ်တဲ့ရေးယူဆောင်ရွက်မှုတွေလုပ်ဖို့အရေးကြီးတယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်ကသတိပေးပြောကြားခဲ့ပါတယ်။ပြည်သူအကျိုးကိုရှေးရှုတဲ့အစိုးရတည်အနေနဲ့မိမိတို့ရဲ့နေရာအတွင်းတရားမျှတမှုကိုထိန်းသိမ်းပြသနိုင်မှပြည်သူလူထုကိုစစ်မှန်တဲ့အလို့ကျွေးပြုနိုင်မှာဖြစ်တယ်လို့လည်းသိပေးခဲ့ပါတယ်။လက်ရှိမှာကြုံနေရတဲ့အခက်အခဲတွေကိုနားလည်ပေမဲ့ တာဝန်ရှိသူတွေအနေနဲ့မိမိတို့တက်နိုင်တဲ့ဘက်ကနေအကောင်းဆုံးကြိုးပမ်းဆောင်ရွက်ပေးကြဖို့လဲပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းပြောကြားခဲ့ပါတယ်။ဇာကာလဒီတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအဖွဲ့ဝင်တွေကလည်း15မိသော2025မှာချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ဆောင်ရွက်ပြီးစမှုအခြေအနေနဲ့ဆောင်ရွက်ဖို့ကြံနေတဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းခဲ့ရာတရောက်လာတဲ့တာဝန်ရှိသူတွေကအကြေတွန်းဆွေးနွေးခဲ့ကြပါတယ်။ ဒါအပြင်တိုင်ကြားလာတဲ့ကိစ္စရပ်များနဲ့အမှုကင်းတွေကိုစုံစမ်းဖော်ထုတ်ရမှာထိရောက်မှုရှိစေရန်လေးထားဆောင်ရွက်ပြီးလိုအပ်တဲ့ရည်ယူဆောင်ရွက်မှုများပြုလုပ်ရန်ပြည်တော်စုဝန်ကြီးချုပ်ကပြောပါတယ်။လက်ရှိကြုံတွေ့နေရတဲ့လူဆွမ်းအားအရင်မြင်ဆိုင်ရာစိန်ခေါ်မှုများကြားမှာပဲတိုင်ကြားလာသည့်ကိစ္စရပ်များနဲ့အမှုကင်းများကိုစုံစမ်းဖော်ထုတ်ရတွင်ထိရောက်မှုရှိစေရန်လေးထားဆောင်ရွက်ပြီးလိုအပ်သည့်ရည်ယူဆောင်ရွက်မှုများပြုလုပ်ရန်အရေးကြီးပါကြောင်းပြည်သူ့ကြိုးကိုရှေ့ရှုသောဆိုရတရက်နေဖြင့် မိမိတို့ရဲ့ရန်ရအတွင်တရားမျှတမှုကိုထိမ့်သိမ့်ပြသနိုင်မှသာပြည်သူလူထုအားစစ်မှန်စွာလှုပ်အကျွေးပြုနိုင်မည်ဖြစ်ပါကြောင်းနဲ့လက်ရှိကာလ၏ခက်ခဲများကိုသိမှတ်ပြုနားလည်တော်လဲတာဝန်ရှိသူအားလုံးနေဖြင့်မိမိတို့တက်နိုင်သည့်ဘက်မှအကောင်းဆုံးကြိုးပမ်းဆောင်ရွက်ပေးကြပါရန်တိုက်တွန်းအပ်ပါကြောင်းဦးကြီးချုပ်ကဆိုပါတယ်။တစ်ဆက်ထဲမှာပဲမြို့နယ်ဆင်ပြည်သူအချို့ရဲ့ဖွဲ့များနဲ့တာဝန်ခံများနေဖြင့် စီမံခန့်ခွဲမှုများကိုစနစ်တကျဆောင်ရွက်ရန်နဲ့အထက်အဆင့်ဆင့်ရင်လမ်းညွှန်ချက်များကို လေးစားလိုက်နာဆောင်ရွက်တင်တယ်လို့ဦးကြီးချုပ်ကထပ်လောင်းပြောပါရယ်စီဝေတို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြဲတမ်းအတွင်ဝင်များတွဲဘက်တွင်ဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါရယ်ရှင် ဆက်လက်ပြီးတင်ပြပေးမယ့်သတင်းကတော့မြို့နယ်လူခွင့်ရေးတာဝန်ခံတွေကိုလူခွင့်ရေးအကြောင်းတွေကိုပြန်လည်ပညာပေးပို့ချနိုင်တဲ့နည်းပြတွေဖြင့်လေ့ကျင့်ပေးနိုင်ခဲ့တယ်လို့ Energy လူခွင့်ရေးဝန်ကြီးအသိပေးဆိုတဲ့သတင်းဖြစ်ပါတယ်။မြို့နယ်လူခွင့်ရေးတာဝန်ခံတွေကိုလူခွင့်ရေးအကြောင်းတွေကိုပြန်လည်ပညာပေးပို့ချနိုင်တဲ့နည်းပြတွေဖြင့်လေ့ကျင့်ပေးနိုင်ခဲ့တယ်လို့ Energy လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။စကိုင်းနဲ့မကွေးတိုင်းတို့ကလူခွင့်ရေးရာတာဝန်ခံတွေအတွက် ခုနှစ်ရတာလူခွင့်ရနိဗျသင်တန်းတစ်ခုအောင်မြင်စွာပြီးဆုံးခဲ့ပြန်ပါပြီ။မြို့နယ်လူခွင့်ရတာဝန်ခံတွေကိုလူခွင့်ရအကြောင်းတွေကိုပြန်လည်ပညာပေးပို့ချနိုင်တဲ့နိဗျတွေဖြစ်လေ့ကျင့်ပေးနိုင်ခဲ့တယ်၊လမ်းညွှန်ပေးနိုင်ခဲ့တယ်၊ပို့ချဖို့သင်တန်းအစီအစဉ်တွေကိုလည်းချမှတ်နိုင်ခဲ့ပါတယ်။လူခွင့်ရပညာပေးမှုဆိုတာအချိန်တိုင်းနေရာတိုင်းမှာလိုအပ်နေရပါ။အခုလိုမျိုးတလင်းကာလအတွင်းမှာအာဏာတွေပါဝါတွေကြောင့်မလို့ယုံကြည်ချက်ခံယူချက်တွေပျောက်ပြတ်မသွားအောင်လူခွင့်ရပေါ်တာဝန်ရှိမှုတာဝန်သိမှုတွေမေ့ပြောင်းမသွားရလေအောင် အုပ်ချုပ်သူများရဲ့တာဝန်ကျင့်ဝတ်တွေကြောင့်သိပညာပေးရပါမယ်ပညာပေးရပါလိမ့်မယ်လို့ဆိုပါတယ်လူခေတန်းတန်းတွေပွေဖို့စိတ်ဆန္ဒရှိကြတဲ့နှိပြများအားလုံးအောင်မြင်ပေးကင်းလုံခြုံစွာနဲ့လူခွင့်ရေးပညာပေးမှုတွေကိုဆက်လက်လုပ်ကိုင်နိုင်စေဖို့လဲဝင်ကြီးကစုမုံကောင်းတောင်းဆိုထားပါတယ်ရှင်ဆက်လက်ပြီး အပြစ်ကျူးလွန်သူ58ဦးကိုအေးအေးယူဆောင်ရွက်ခဲ့တယ်လို့မြို့သားညညွေအစိုးရရဲ့ရပ်ဘက်တရားစီရင်ရေးနဲ့စစ်ဘက်တရားစီရင်ရေးဆောင်ရွက်မှုများထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါဦးမယ်။အပြစ်ကျူးလွန်သူ58ဦးကိုအေးအေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့မြို့သားညညွေအစိုးရရဲ့ရပ်ဘက်တရားစီရင်ရေးနဲ့စစ်ဘက်တရားစီရင်ရေးဆောင်ရွက်မှုများထုတ်ပြန်ပါတယ်။မြို့သားညညွေအစိုးရဟာ2022ခုနှစ် ်မေလ19ရက်နေ့မှစပြီးမြို့နယ်တရားရုံး15ရုံးစတင်ထူထောင်ပြီးရပ်ဘက်တရားစီရင်စတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။2024ခုနှစ်ကုန်ထိမြို့နယ်အဆင့်တရားရုံး30ရုံး၊ဂျာကာလာယူကန်တရားရုံးတရုံတို့ကိုဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။စစ်ဘက်တရားစီရင်ရေးအရကာကွယ်ဝန်ကြီးဌာနအနေနဲ့ အချင်းဆက်တရားရုံးဆယ်ရုံးစစ်ခုံရုံးနှစ်ရုံးနဲ့ဖွဲ့စည်းလျက်စီးရေးဆိုင်ရာပြစ်မှုစံတမှုကိုစစ်ဆေးဆောင်ရွက်လျက်ရှိပြီးစီမံခန့်ခွဲမှုနီလန်းအရာနဲ့ပြစ်ကျူးလွန်သူ90ရှိဦးကိုရေးယူဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါတယ်ရှင်ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ပြည်ပညာရေးဒီဂရီကောလိပ်မှာကျောင်းသားသမဂ္ဂအလုံးမှုဆောင်ဖွဲ့ပြန်လည်ဖွဲ့စည်းတဲ့သတင်းဖြစ်ပါတယ်။ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂအလုံးမှုဆောင်ဖွဲ့ကိုမနေ့ကမေလ၁ရက်ကမ္ဘာအလုံးသမားနေ့မှာပြန်လည်ဖွဲ့စည်းလိုက်ပြီလို့သိရပါတယ်။ ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများတမကအမှုဆောင်ဖွဲ့ကို2019ဒီဇင်ဘာလမှာပထမအကြိမ်2021ခုနှစ်မေလတရနေ့မှာဒုတိယအကြိမ်ဖွဲ့စည်းခဲ့ပြီးဆရာနာရှင်စနစ်တိုက်ဖျက်ရေးအတွက်တိုက်ပွဲဝင်ရင်ဖွဲ့ဝင်ချို့နှစ်ရှည်ထောင်နဲ့ချမှတ်ခံရတာနဲ့နားယူသွားသူတွေကြောင့်ပြန်လည်ဖွဲ့စည်းရတာလို့ဆိုပါတယ်ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများတမကအနေနဲ့စစ်တုံးစစ်တိုက်ဖြည့်ရေးဒီမိုကရေစီရေး ဖရယ်ပြည်သည့်ပေါ်ပေါရဲ့မတရားဖန်စီကန်နိုင်ငံအကျဉ်းသားများလူမျိုးရေးစားတဲ့မူလေးရက်နဲ့တိုက်ပွဲဝင်သွားမယ်လို့သိရပါဗျ။ပြည်မြုပ်နယ်မှာရှိတဲ့အကြောင်းသားတွေကပြည်တက်ကသူအကြောင်းသားများတမကနဲ့ပြည်မြုပ်နယ်ခြေကံပညာအကြောင်းသားများတမကတို့ကိုဖွဲ့စည်းထားပြီးတိုက်ပွဲဝင်နေချိန်မှာပြည်ပညာရေးဒီဂရီကောလိပ်အကြောင်းသားများတမကကိုထပ်မံဖွဲ့စည်းလိုက်တာကြောင့်ပြည်မြုပ်နယ်မှာအကြောင်းသားတမက၃ခုရှိလာပြီပဲဖြစ်ပါတယ်။ခုလိုပြည်ပညာရေးဒီဂရီကောလိပ်အကြောင်းသားများတမကအလုံးမှုဆောင်အဖွဲ့ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်ကိုယူကြောင်း ပြည်မြို့နယ်ចောင်းသားများတမကဘာကတ္တများအဖွဲ့ချုပ်ကတဝန်လွှာပေးပို့ခဲ့ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပါကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။